ယနေ့23ရက်6လ2025ရက်နေ့မင်္ဂလာညချမ်းမှာစစ်သည်အနေအဖြင့်ရဲသုံးဘော်ရဲ့စစ်သည်လေးတွေနဲ့စတင်လိုက်ကြရအောင်ဗျာစစ်သည်ဒူးတွေအများကြီးပါပဲအထူးသဖြင့်တပကစစ်သည်က လူသိသိမများပြီမဲ့ hot issue ဖြစ်နေတာကတော့အမှန်ပါပဲဗျာမိကြသောဘူဆန်တို့ကလည်းမြေပြင်စစ်သည်အမှန်ရရှိရေးအတွက်အရေးပြကန်အစားပြကန်ကြိုးစားလျက်ပါပဲဗျာရန်သူလှုပ်ရှားမှုတွေက ခက်စိတ်စိတ်လေးဖြစ်လာနေတယ်မဟုတ်ပါလားဗမောဝင်ဘက်ကတော့ဘာမှစိတ်မပူကြပါနဲ့ခင်ဗျာရောက်ဖူးကြလားဗမောစိတ်ကန်းတဲ့အေယာဝရီကန်းနာတလျှောက်အကုန်ဒီပါမြမတက်မတော်စစ်ကြောင်းများဖြန်ခွဲရှင်းလင်းထားပါတယ်မြို့ပေါ်ကရက်ွက်အချို့မှာရန်သူအင်အားများစုဖွဲ့ခန်းစစ်ဆင်နေကြလေရဲ့ဗျာဗမောစစ်သည်စောင့်ပေးပါခင်ဗျာတချို့ကပြောကြတယ်နောင်ချိုကိုတက်မတော်ကတတ်ရင်ပလောင်ကအသေးအကြီးမခုခံပဲစုပ်ဖို့ပြင်ထားကြတယ်ဆိုပါလား လွယ်လွယ်နဲ့စပယ်ပွင့်မတယ်လားဗျာဘာတခုမှလကမ်းမရဘူးလေမင်းညကပဲနီလံပလဲလန်းမှာဗဒက်အုတ်လိုက်ကြီးတွေးလိုက်ရတဲ့စန္ဒပီကား၃စီးအပြည့်လေလုံးလုံးကားက၅စီးပေါ်မှာလဲအပြည့်ဆိုတော့အာလူးနှလုံး400လောက်ရှိလေနဘကဘက်ကလည်းတင်လာအေးဆိုအဖွဲ့ပြီးဆင်းလာကြတယ်ဆိုတဲ့သတင်းရဲ့နန်းဆောင်ဟူကြောက်တော်ဘက်က လက်ရှိရန်သူရဲ့ပေါင်းလိုက်ရင်အင်အားမနည်းပါဘူးစစ်သားတွေကတော့စစ်သားအလုပ်ကို လုပ်ကြမှာပါခင်ဗျကာဆရံမူဝကြုံကြီးနိုင်နိုင်ဦးကိုရိုင်းမြေပြင်တပ်တွေနဲ့အနီးကပ်သွားရောက်ကြည့်ရှုပြီးအားပေးစကားပြောတယ်ရိတ်ခါခဲရန်တွေဖြည့်စည်ပေးထားပါတယ်စစ်ကူတပြူဟာထပ်ပေါင်းထားပေးတယ်ကဲဘာလို့သေးလဲနောက်နေ့ရက်အတွင်းပွဲကြံလိမ့်မယ်ဗျစစ်သည်များဆက်လက်စောင့်ကြည့်ပါ နောင်ကျိုးကလက်ထကန်းအလိုမှရှိပေမဲ့တပ်ပြီးအင်အားဖြစ်လာတဲ့ရန်သူတွေနဲ့မိမိတက်မတော်ဘက်ကစစ်သူရဲကောင်းတို့ဟာဘလို့တိုက်ပွဲဝင်มาလဲဆိုတာကတော့ဆက်လက်စောင့်ကြည့်ကြတာပေါ့ခင်ဗျာ။နောင်ကျိုးရန်ပြည်မှာစစ်သည်အပြစ်ဆုံးကိုအရသာရှိရှိဖတ်လို့ကောင်းအောင်ပြည့်ပြည့်စုံစုံလေးတင်ပေးပါဦးမယ်ခင်ဗျာ။အားလုံးကိုလေးစားရွတ်သေးစွာဖြင့်ရည်သွန်းပေါ့။ဟုတ်ကဲ့နောက်ထပ်တင်ပြပေးခြင်းတဲ့သတင်းလေးကတော့ရွှေကူဒေသနဲ့ဆက်ဆက်နေတဲ့သတင်းလေးပါ ဇွန်လ22ရက်နေ့ကရွှေကူမြို့ဗမော်ရွှေကူကားလန်အတိုင်းအကျန်းဖက် KIA ပလန်ဗထက်အဖွဲ့များစစ်ကြီးကောင်းရန် ထွက်ခွာလာကြောင်းအကျန်းဖက်ကိုမလိုလားတဲ့ပြည်သူများကသတင်းပေးပို့လာတဲ့အတွက်ကြောင့်မြန်မာတပ်မတော်လုံခြုံရေးစစ်ကြောင်းများကကင်းဘုံကိုပြေးခြေမုံတိုက်ခိုက်ခဲ့ရမှာတော့အကျိုးအမြတ်ရလန့်နေအဖြစ်မိမိဘက်ကထိခိုက်မှုဒဇုံတရားမရှိဘဲရန်သူဘက်က KIA အလောင်းတလောင်း KPDF အလောင်းတလောင်း K အမျိုးအစားတနက်တလက်ကြီးအိမ်တစ်ခု G20 တောင်းဟန်းဆက်မျိုးစုံ၄ခုဆိုင်ကယ်တစီးတို့ကိုဒိန်းဆဲရမိခဲ့ကြောင်းပါခင်ဗျာဟုတ်ကဲ့နောက်ထပ်တင်ပြပေးခြင်းတဲ့သတင်းလေးကတော့သခိုင်းတိုင်းမြင်းမူနယ်နဲ့ဆက်ဆက်နေတဲ့သတင်းလေးပါဇွန်လ22ရက်နေ့ကမြင်းမူမြို့နယ်အလကမကြီးရွာဝန်းကျင်မှာအကျန်းဖက်ဗရမများလောင်ချမ်းရောက်ရှိနေကြောင်းဒေသခံပြည်သူများကသတင်းပေးပို့လာတဲ့အတွက်ကြောင့် မြမတက်မတော်လုံညိုရေးစစ်ကြောင်းများကသွားရောက်ရှင်းလင်းချိန်မုန်းခဲ့ရမှာတော့အကြံဖက်သမားများနဲ့ထိတွေ့တိုက်ပွဲအနှဲငယ်ဖြစ်ပွားခဲ့ပြီးအကြံဖက်သမားများဆုတ်ခွာထွက်ပြစ်သွားခဲ့ပါတယ်ဖြစ်စဉ်အတွင်းမှာမိမိဘက်ကအထိကိမှုတစုံတရာမရှိဘဲအကျိုးမြတ်ရလက်အနေအချင်းအကြံဖက်ဗရက်အလောင်းတလောင်း ME1 တနတ်တလက် GA နှစ်ခု9ဒသမ56မမ G63 တော့ N22 G71 တော့ PDF ဘတ်တစိတ်ပါ အုတ်ထုတ်တလုံးတို့ကိုသိမ်းဆဲရမိခဲ့ကြောင်းပါခင်ဗျာဟုတ်ကဲ့နောက်ထပ်တင်ပြပေးခြင်းတဲ့သတင်းလေးကလည်းရှမ်းမြောက်ဒေသနဲ့ဆက်ဆက်နေတဲ့သတင်းလေးပါ23ရက်နေ့ဇွန်လ2025ရက်နေ့ဒီနေ့မှာတော့ပလောင်အကျန်းဖက်တပုံများကိုမြမတက်မတော်လုံချိုးတပ်ဖွဲ့ဝင်များကတိုက်ခိုက်ချင်းမုံးလျက်ရှိရာမှာအကျိုးအမြတ်ရလန့်နေရာဖြင့်ပလောင်အကျန်းဖက်တပုံများ အဓိကအုတ်ချုံမှုစကန်တစ်ခုနဲ့အခိုင်အမာစကန်တစ်ခုပလောင်အကြမ်းဖက်သဘုံများရဲ့အလောင်းခုနှစ်လောင်းလက်နဲ့ခဲရံများအပြင်ညေထိုးစက်ကြီးတစည်းတို့ကိုသိမ့်ပိုက်ရရှိခဲ့ကြောင်းပါခင်ဗျာဟုတ်ကဲ့တစ်ဆက်တစ်ဆက်ထဲမှာပဲရှမ်းမြောက်ဒေသနောင်ချိုနဲ့ပတ်သက်တဲ့သတင်းလေးကိုတင်ပြရရင်တော့ဖြင့်ဇွန်လ22ရက်နေ့အယုံတက်အချိန်မှာအကြမ်းဖက်တောင်းကျန်းသူ DNL ရဲ့0.169စကန်ကုန်းကို ငေဝန်နေသူရဲကောင်းများကစင်းနေသိမ့်မိုက်လိုက်ပါတယ်စင်းနေသိမ့်မိုက်ချိန်အတွင်းမှာရန်သူဟာရင်ဆိုင်ပြစ်ခတ်နိုင်စွမ်းမရှိတဲ့အတွက်ကြောင့်မလို့အချိန်တိုအတွင်းမှာအလောင်းလက်နဲ့များဆွဲယူထပစ်သွားခဲ့ပြီးဖြစ်စဉ်အတွင်းမှာတော့မိမိဘက်ကထိခိုက်မှုတစုံတရာမရှိဘဲအကျိုးမြတ်ရလန့်အနီအချင်းအကြမ်းဖက်ဗရက် TNL နှလုံးတိုက်80တည်းသနတ်တလက်ကြီးအိမ်3ခု G300 ခန့်လက်ပြုံး5လုံးဆက်သွေးမြောင်း150မီတာခန့်တို့ကို တွေးရှိသိမ့်ပိုက်ရရှိခဲ့ကြောင်းပါခင်ဗျာဟုတ်ကဲ့နောက်ထပ်တင်ပြပေးခြင်းတဲ့သတင်းလေးကတော့ဘကိုးတိုင်းရွှေကျင်ဒေသနဲ့ဆက်ဆက်နေတဲ့သတင်းလေးပါရွှေကျင်ဒေသအတွင်းမှာလှုပ်ရှားနေတဲ့ KNL ပလတ်ဗရက် PDF တွေဟာမြမတက်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များနေမြေရှင်းလင်းတဲ့စစ်ကြောင်းနဲ့ရွှေကျင်မြို့နယ်အတွင်းမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်ဖြစ်စဉ်အတွင်းမှာတော့ KNL ပလက်ဗရန်အလောင်း20တလောင်းနဲ့လက်နက်မျိုးစုံ28နှစ်တို့ကိုသိမ်းပိုက်ရရှိခဲ့ကြောင်းပါခင်ဗျာဟုတ်ကဲ့နောက်ထပ်တင်ပြပေးခြင်းတဲ့သတင်းလေးကလည်းရှမ်းမြောက်ဒေသနောင်ချိုနဲ့ဆက်ဆက်နေတဲ့သတင်းလေးပါအောင်မွေးစင်မြန်းနေတဲ့နောင်ချိုသူရဲကောင်းများရဲ့အောင်မြင်မှုတစ်ခုကို တင်ပြရရင်တော့ဖြင့်ဇွန်လ20ရက်နေ့မွန်လွယ်ပိုင်းအချိန်မှာတော့နေဦးနီဖိုက်တာစစ်ကြောင်းများ နေမြေရှင်းလင်းနေတဲ့အခါမှာအကျန်းဖက် DNA စကန်ကုန်တစ်ခုကိုတွေ့ရှိတာကြောင့်စီးနင်းဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်ဖြစ်စဉ်အတွင်းမှာမိမိဘက်ကထိခိုက်မှုတစုံတရာမရှိဘဲရန်သူဒဏ်ကအကျိုးမြတ်ရလန့်နေရခြင်းအကျန်းဖက် DNA လေးလောင်းတိုက်80တိသနက်3လက်ကြီးအိမ်နဲ့ကြီးစံများပြင်းချင်း35ကျင်းနဲ့ဆက်သွေးရေးမြောင်1400ဘေကန်တွေ့ရှိသိမ့်ပိုက်ရရှိခဲ့ကြောင်းပါခင်ဗျာဟုတ်ကဲ့နောက်ထပ်ဒီမြန်ပေးခြင်းတဲ့သတင်းလေးကတော့ မိုးမိတ်ဒေသနဲ့ဆက်ဆက်နေတဲ့သတင်းလေးပါယနေ့ဇွန်လ23ရက်2025ရက်နေ့မှာတော့မိုးမိတ်မြို့နယ်မိုးဟအုပ်စုတွင်မှာတော့အကြမ်းဖက် DNL စစ်ကြောင်းကို SSPB SSC တပ်ဖွဲ့ကမနီဒီနေ့မနေ့စနေရီကမှတကြိမ်နဲ့7နာရီခွဲကမှတကြိမ်ချုံကိုဂျားမြတ်တိုက်ခိုက်ခဲ့တာကြောင့်အကြမ်းဖက် DNL အထိနာစုပ်ပြေးသွားကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့နောက်ထပ်တင်ပြပေးခြင်းတဲ့သတင်းလေးကတော့မန္တလေးတိုင်းဒေသကြီးမတရားမြို့နယ်စင်ကူးဒေသနဲ့ဆက်ဆက်နေတဲ့သတင်းလေးပါယနေ့23ရက်6လ2025ရက်နေ့မှာတော့မတရားမြို့နယ်စင်ကူးဒေသအတွင်းမှာ ပမခကျုပ်ဆရာတော်ဖျားကြီးတည်ထားတဲ့မေတ္တာနန္ဒဆေးရုံအတွင်းမှာတက်ဆွဲပြီးနေရယူထားတဲ့အကျမ်းဖတ်ဗဒက်တောင်းကျမ်းသူများကိုမြမတက်မတော်ကလေချောင်းဖြင့်ရှင်းလင်းတိုက်ခိုက်ခဲ့ကြောင်း တင်ပြလိုက်ရပါတယ်ခမ ya ဟုတ်ကဲ့နောက်ထပ်တင်ပြပေးခြင်းတဲ့သတင်းလေးကတော့ယွန်ဒေတာနဲ့ဆက်ဆက်နေတဲ့သတင်းလေးပါဒီနေ့ဇွန်လ23ရက်နေ့2025ရဲ့မနေ့6နှစ်ခွဲအချိန်ခန့်မှာတော့ယောဒေတာတွင်မှလှုပ်ရှားတောင်းရနေတဲ့ Yes Syrian စီသူအောင်နဲ့တကွာဗတ်က်အကျန်းဖတ်တွေကိုမြမတက်မတော်ဝေဟင်စစ်တီများကဘုံကျဲရှင်းလင်းလိုက်ကြောင်းတင်ပြလိုက်ရပါတယ်ခမညာ ဟုတ်ကဲ့နောက်ထပ်တင်ပြပေးချင်တဲ့သတင်းဆောင်ပါလေးကတော့ဆရာအောင်နိုင်သူဇွဲကမင်းရေးသားတဲ့ဘယ်အထိဖြစ်လာနိုင်တယ်လဲဆိုတော့ယနေ့မျက်မှောက်ကမ္ဘာမှာဖြစ်ပွားနေတဲ့အီရန်နဲ့အစ္စရေးစစ်ကိုအခြေခံပြီးရေးသားထားတဲ့သတင်းဆောင်ပါလေးကိုတင်ဆက်ပေးချင်ပါတယ်ခင်ဗျာချီလင်တပ်တွေအလံတက်မဆိုင်သေးတော့စစ်ပွဲမပြေဘူးဆိုတော့စီးရဲအယူအဆကကြီးတဲ့စစ်ဆင်မှုတော်လန်ရင်းနဲ့အတူ ပေါ်ပေါက်လာခဲ့တဲ့စီးရဲအယူအဆဖြစ်ပါတယ် ဲ့ဒါကြောင့်ဒီနေ့ဖြစ်ပွားနေတဲ့ Israel Iran စစ်ပွဲကဝေဟင်ပေါ်မှာပဲတိုက်နေကြတာဖြစ်လို့အလွယ်တကူပြေးလိမ့်မယ်လို့မထင်ပါဘူး။တနည်းပြောရရင်တော့အရှုံးအနိုင်ပြတ်သားတဲ့အဖြေပေါ်မှာမဟုတ်ပါဘူး။ဒီလိုမပြေးဘူးဆိုရင်ဖြစ်ပေါ်လာနိုင်တဲ့အကျိုးဆက်ကအရင်နည်းကြီးပါလိမ့်မယ်။တစ်ဖက်နဲ့တစ်ဖက်လူမရောက်ကြေရောက်စနစ်နဲ့တိုက်နေကြတာဖြစ်လို့ပြည်သူတွေပဲဒုက္ခရောက်ကြရပါလိမ့်မယ်။နိုင်ငံတွေပဲပျက်စီးသွားပါလိမ့်မယ်။အထူးသဖြင့် နိုင်ငံအရွယ်အစားသေးငယ်လွန်းတဲ့အစ္စရေးဟာအပြားကမုံညင်းစစ်လိုဖြစ်နေလို့ရှောင်မရတိတ်မရပဲပိုပြီးတော့ပျက်စီးဆုံးရှုံးမှုများပါလိမ့်မယ်။အမေရိကန်တွေအနေနဲ့လည်းလုံလိုက်ရင်အီရတ်ကိုဝင်တိုက်သလိုတိုက်ပြီးခါမီနီအစိုးရပြောင်းအောင် လုပ်ရမယ်။သူ့ရဲ့ရုပ်သေးအစိုးရကိုထားခဲ့ရပါလိမ့်မယ်။ဒါပေမဲ့ဒီလောက်အထိလဲယင်းနီးမဲ့ပုံမပေါ်သေးပါဘူး။ ရှင်းမအမေရိကန်ဘုံကြီးကိုဆွဲချခဲ့တဲ့တာရကတွေကမဝေးသေးတဲ့အီရတ်နဲ့အာဖဂန်နစ္စတန်စစ်ပွဲမှာကြုံတွေ့ခဲ့ကြပါပြီ။အာဖဂန်ကအကြမ်းဖက်ဝါဒဆန့်ကျင်စစ်ပွဲဆိုပြီးတိုက်စင်ကလေးကကမ္ဘာကြီးကထောက်ခံခဲ့သလောက်အီရတ်စစ်ပွဲမှာတော့ကမ္ဘာကြီးရဲ့ယုံကြည်မှုကျဆင်းသွားခဲ့ပါတယ်။အဲဒါကြောင့်အခုအီရန်အစ္စရေးစစ်ပွဲကမြေပြင်တပ်တွေဝင်ဖို့အစီအစဉ်မရှိနိုင်လို့ဝင်ရင်တည်းမှာချနေကြအောင်ပါပါ။ ဣသရေလကဒီပုံစံအတိုင်းဆက်လက်ထိခိုက်နေဦးမယ်ဆိုရင် US အနေနဲ့နျူကလ িয়ার သုံးနာမျိုးဣသရေလကသုံးနာမျိုးအထိဖြစ်လာနိုင်ပါတယ်အဲ့ဒီအဆင့်မှာလဲအဆုံးသက်သွားနိုင်ပါတယ်မဖြစ်ပါစေနဲ့လို့တော့ဆူတောင်းပေးပါတယ်အောင်နိုင်သူဇွဲကပင်ဟုတ်ကဲ့နောက်ထပ်ဒီများပေးချင်တာကတော့ရှမ်းမိုးတိစွေရန်ကုန်တက္ကသိုလ်ရေးသားတဲ့မျက်မှောက်ခေဖြစ်ပွားနေတဲ့အီရန်အစ္စရေးစစ်နဲ့ပတ်သက်ပြီးတော့အီရန်ဘက်က ဟော်မုတ်ရေလက်ကြပိတ်ရင်ဆိုတဲ့သတင်းဆောင်းပါးလေးပဲဖြစ်ပါတယ်အဆက်ဆက်သူတို့ကိုတိုက်ခတ်ရင်ပိတ်ပစ်လိုက်မယ်လို့ပြောလာခဲ့တဲ့ဟော်မုတ်ရေလက်ကြကိုအီရန်လွှတ်တော်ကပိတ်ပစ်ဖို့သဘောတူလိုက်ပါတယ်ဟော်မုတ်ရေလက်ကြပိတ်လိုက်ရင် အရင်ဆုံးဖြစ်မှာလောင်စာဆီးတွေတက်မှာပါခန်းကြရမှာက စီဝဲသုံးနေရတဲ့တကမာလုံးကပြည်သူတွေဖြစ်ပြီးတော့စီထွက်တဲ့နိုင်ငံတွေကတော့အဲ့ဒီပြဿနာမရှိပါဘူး ဟောင်းမုံရေလန်ချောင်းကိုဘလို့ပိတ်မလဲဆို ထောင်ပေါင်းများစွာသောဆက်တက်လေလေးတွေနဲ့စစ်သားတွေလက်နက်ဆောင်ကင်ပြီးပိတ်ထားမှာပါဆိုမာလီယာကပြည်ရက်တွေလို့စောင့်နေမှာဖြစ်လို့အမေရိကန်စစ်သင်းပေါင်းဝင်လာလဲမလွတ်ပါဘူးဘီယော့စိတ်ကြိုက်သလိုဝိုင်းခဲပါလိမ့်မယ်လေနင်းသင်းပေါင်းတွေအတွက်တော့ hyper sonic တွေပေါ့အမေရိကန်တိုက်ခိုက်ခဲ့တဲ့အီရန်မြေအောက်နျူကလ ియర్ ဆက်ယုံစစ်စင်ရေးကထင်သလောက်အောင်မြင်ရလားလို့ တန်သေးရဖြစ်စရာတွေရှိလာပါတယ်။အရင်ကြီးရေလိုခေါ်တဲ့နျူကလ িয়ার စောင့်ကြည့်စစ်ဆေးရေးအဖွဲ့ကအတိုက်ခံရတဲ့နေရာမှာရေဒီယိုတက်တီကြွတာမရှိဘူးလို့ပြောပါတယ်။အီရန်ကလူတွေနဲ့အမေရိကန်ဘုံကျဲသွားတဲ့နေရာကို ရိုက်ပြထားတဲ့ဗီဒီယိုတွေအွန်လိုင်းမှာတင်နေပါတယ်။သဘောကတိုက်ခိုက်ခံရတဲ့နေရာအောက်မှာဗာနျူကလ িয়ার လောင်စာမှမရှိဘူးဆိုတဲ့သဘောမထီဘူးဆိုတဲ့သဘောပါ။ ီရန်ကသတင်းကြိုညာလို့ပြောင်းရွှေ့ထားပြီပြီလို့လဲဆိုကြပါတယ်သတင်းမရလဲစစ်ဖြစ်ပြီဆို ပြောင်းရွှေ့ထားမှာပါပဲအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကို ထိခိုက်မှုမရှိဘဲဟော်မုတ်ရေလက်ကြမ်းအပိတ်ခံရမယ်ဆိုရှုံးတာပါရုရှားကမက်ဘီတက်ကအီရန်ကိုနျူကလ িয়ার ထိပ်ဘူးတွေထောက်ပံ့ပေးခြင်းနဲ့နိုင်ငံတွေရှိတယ်လို့ဆိုပါတယ်တကယ်ပဲအမေရိကန်တိုက်ခိုက်မှုကမအောင်မြင်ခဲ့ဘူးဆိုရင်အမေရိကန်နဲ့အစ္စရေးတို့ ပိုရှုံးကြပါလိမ့်မယ်အခုကိုအမေရိကန်နိုင်ငံထဲမှာလုံခြုံရေးကိုအဆင့်မြင့်ထားလိုက်ရပါပြီဂါဇာကမွတ်စလင်တွေကိုတစ်ဖက်သက်နှိမ်နှင်းလို့မကျေနပ်ချက်ကြီးပြီးအမေရိကန်နိုင်ငံတဲ့အပါအဝင်ဥရောပမှာပါဆက်လက်ပြီးတော့ဆန္ဒပြမှုတွေများနေချိန်မှာအမေရိကန်ကအီရန်နဲ့တရားဝင်စစ်ဖြစ်လိုက်တော့ပိုဆိုးလာတာမျိုးသာဖြစ်လာဖို့ရှိပါတယ် စင်မတိုက်ဘူးလို့မဲဆွယ်ကလာပြောခဲ့တဲ့ထရန်က6လတောင်မခံပါဘူးရွေးချယ်မှုမှားသလားလို့ဖြစ်ခဲ့ပါတယ်အီရန်ရဲ့နျူကလ িয়ার လောင်စာတွေပျက်စီးသွားစေတယ်ဆိုရင်တော့မစိုးဘူးပေါ့နောက်ဆက်တွဲတွေကပိုခက်ခဲတဲ့အနေအထားတွေနဲ့သာရင်ဆိုင်ရမှာတော့မယ်ဟော်မုန်းရေလက်ကြားကိုတကယ်ပိတ်ခဲ့ရင်ပေါ့မိုးတင့်ရန်ကုန်တက္ကသိုလ်ဟုတ်ကဲ့အခုနောက်ဆုံးနေရာဖြစ် ရှမ်းကိုရွှေမြုံဝင်းရေးသားတဲ့ဥတည်ဦးနဲ့ဒေါ်စုကြည်ဆိုတဲ့သတင်းဆောင်မလေးနဲ့ပိတ်သိမ်းလိုက်ခြင်းပါ रे ခင်ဗျာ1986ခုနှစ်မှာကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးသူရဥတည်ဦးကိုယာရုကနေထုတ်ပယ်ခဲ့ပါ रे စနီးဖြစ်သူဒေါန်တန် တင်မိုးဝေမှမလျော်ဩဇာသုံးပြီးပါတီပိုင်ငွေကြေးနဲ့အသုံးအဆောင်တွေကိုသုံးစွဲခဲ့လို့ပဲထုတ်ပြန်ခဲ့ပါ रे ဒိုစင်ကဆိုရှယ်လစ်စီးပွားရေးဥပဒေအရဒီလိုပြစ်မှုမျိုးဟာအမတန် ြီးလေးပါတယ်ကာကျုပ်အသည်သူရာဥကျော်ထင်းရဲ့ပြည့်စုံဗိုလ်ကြီးအောင်ကျော်မြင့်သည်ထောင်လိုက်ရေးညွန်ကျုပ်မျက်မှန်ကြီးအားမကြည့်နဲ့ချင်းမြမဆိုရှယ်လစ်လမ်းစဉ်ကိုမယုံကြည်ခြင်းတို့ကြောင့်ဥနေဝင်းကိုလောက်ကြံဖို့ကြိုးစားပါတယ်1989မှာပဲအနာပီးချင်းခံခဲ့ရတဲ့ဥတည်ဝူစီကိုသွားပြီး သူတို့အစီအစဉ်ကိုတင်ပြပါတယ်ဥတည်ဝူဟာဥနေဝင်းနေရာမှာစားထိုးမယ်လက်ခံပါသလားဟုနှွေးမြန်းရာ ပထမဘာမှအဖြေမပေးခဲ့ဘူးလို့ဆိုပါတယ်။နောက်မှကြံရည်သူတဦးကအဖိုးကြီးခေါင်းငိမ့်ပြီးလောက်ကြတော့လို့ပြောဆိုခဲ့ကြောင်းဖက်ချက်ပါရှိလာပါတယ်။ဒီတော့မှဦးနေဝင်းဟာဦးတင်ဦးကိုဖမ်းဆီးအရေးယူပါတယ်။နိုင်ငံတော်တစ္ဆာပေါမှုနဲ့အရေးမယူပဲတရင်ထိန်ချံမှုနဲ့ပဲအရေးယူလို့ထောင်ခုနှစ်ချမှတ်ခဲ့ပါတယ်။သူတပည့်ဦးဝင်းထိန်လည်းအမှုတွဲမှာပါပြီးထောင်ကြပါရော။ ဩဒင်ဦးသည်1996မှာကာကြုတ်ယာရုပြုတ်တယ်1989မှာ1900နှစ်ကြာတယ်1980မှာလူငိမ့်နဲ့လွတ်ပေးလိုက်ပါတယ်1988မှာတပိတ်မှောက်တယ်အပန်းခံရတယ်1995မှာဗိုလ်ချုပ်ခင်ညွန်းနဲ့တွဲဝင်တောင်းပြီးနောက်နောက်နိုင်ငံရေးမလုပ်တော့ပါဘူးပြန်လွတ်ပေးပါလို့တောင်းပန်ပါတယ်တက်ချုံဟောင်းမို့ဂရီစကားကိုယုံကြည်ပြီးလွတ်ပေးလိုက်ပါတယ်သို့တော့ ဒေသီအထီး NLD ပါတီမှာတက်မတော်ကိုအစင်တစိုက်တိုက်ခိုက်ပြီးနိုင်ငံရေးလုံသွားပါတော့တယ်ဒါကဥတင်ဦးရဲ့သမိုင်းအကျင့်ပေါ့နောက်ဒေါ်စုကြည်ကတော့အားလုံးတည်ပြီးမို့အရှိမရေတော့ပါဘူးယခု2021ပဲလေ့လာကြပါစို့သူမအဖမ်းခံပြီးနောက်အပြင်မှာကြံနေသေးတဲ့ဥတင်ဦးကဒေါ်စုကြည်ထားခဲ့တဲ့လမ်းညွှန်ချက်ပါဆိုပြီးစီရီယံလုတ်ဖို့နဲ့စူဘူအောင်ကြွားဖို့လှုံ့ဆော်တဲ့စာတစောင်ဖြန့်ဝေပါတယ် ဒေါ်စုကြည်ရဲ့စာဆန္ဒအမှန်ဖြစ်ကြောင်းဦးဝင်းထိန်ကသူ့အသက်နဲ့အာမခံဖြန့်ဝေခဲ့တာပါဒေါ်စန္နာမင်းကပြောသွားတဲ့အထက်မှာဒေါ်စုကြည်အနေနဲ့စာတစ်စောင်ထားသွားတာတော့သိရှိကြောင်းစာထဲမှာပါတဲ့အကြောင်းတော့ သူမှမသိကြောင်းပြောသွားပါတယ်ဖြစ်နိုင်ပါတယ်ဒေါ်စန္နာမင်းကဩဇာအာဏာမရှိတော့ပါဘူးကျွန်တော်အမှန်မှမရင်အမတ်လောင်းထဲတောင်ပါခွင့်မရတော့ဘူးထင်ပါတယ်ဒီတော့စာတော့ထားခဲ့တယ် ဦးဝင်းထိန်အကြံအဖန်လုပ်ပြီးပြင်ထားကောင်းပြင်ထားနိုင်တယ်ဆိုတဲ့အချက်ကလည်းတွေးစီရပါပဲဒေါ်စနာမင်းအဓိကပြောသွားတဲ့အထက်မှာအခုအကြံဖက်စူဘူအောင်ကျွမ်းမှုဖြစ်စဉ်ကို NLD ပါတီသဘောမတူကြောင်းဒေါ်စုကြည်လည်းဘာမှမသိသိတော်လဲစိတ်မကောင်းဘူးလို့ပြောသွားတာပါဒေါ်စုကြည်ရဲ့စိတ်ရင်းဒီအကြံမဖက်မှုမူဝါဒကိုပဲဆွဲကင်ထားကြောင်းတွင်တွင်ပြောသွားပါတယ်အချိန်တုန်းကအာနာအမလား အလုံးစုံပြတ်သုံးရေးရွေးမလားဆိုတဲ့ဇာတ်တွေကိုဒေါ်စုကြည်ပြောခဲ့တာမေ့နေဟန်ပါပဲ MBNU နဲ့အင်တာဗျူးတစ်ခုလုံးကို အနှစ်ချုပ်က NUG ပလတ်ဗဒတ်တို့သည် NLD နဲ့လုံးဝမပတ်သက်ကြောင်းကြီးပါပဲခတ်တာကအနေနဲ့အရရက်က CRPH NUG ဗဒတ်မှန်သမျှ NLD ပါတီဝင်တွေကြီးဥဆောင်နေတာ ထက်မပြောသွားတာပါပဲ ထောင်ချနေလို့မလှူရှားနိုင်သူခေါင်းဆောင်တွေမပါတာနဲ့ပဲအကြမ်းဖက်မှန်သမျှပါတီနဲ့မဆိုင်တော့တာကတင်းရသလောက်ကတော့အမှန်ဆိုရင် LED ပါတီကပယ်ဖြက်ပြီးဖြစ်နေပါပြီပြန်လဲမဲ့ပုံတင်ဖို့သမတ်ကာလလွန်သွားကြတဲ့ကပယ်ဖြက်ပြီးပါပြီဒီတော့ရွေးကောက်ပွဲဝင်မယ်ဆိုရင်အမည်သင့်နေပဲပါတီထက်ထောင်ရတော့မှာပါတော့ဆန္ဒမင်းတို့လိုပါတီဝင်ဟောင်းကနာမည်သင့်နေလဲမထောင်ရဲကြပါဘူး ။ LRD အမျိုးကိုအမွေဆက်ခံပြီးနှုတ်သက်ခံဆိုခြင်းလို့ဘာလို့ရမှန်းမသိဖြစ်နေကြရတဲ့ဇကောင်းခွဲတွေပါပဲ။ပြောချင်တာကဥတည်ဟုလို့နိုင်ငံတော်ရဲ့စေနာကိုစော်ကားပြီးနိုင်ငံရေးမလုပ်ပါဘူးဆိုတဲ့ဂရီစကားကို ချိုးဖောက်ကတသလုံးတတ်မတော်ကိုဆန့်ကျင်သွားတာကိုမမေ့ပါနဲ့။ထိုနည်းအတူဒေါ်စုကြည်နဲ့ LRD ကိုလည်းကြားသေးကိုအချင်းချင်းအသက်ပြန်မသွင်းကြဖို့မြစ်တမ်းရက်ခံခြင်းပါတယ်။ရွေးကောက်ပွဲလွန်ကာလမှာ ဖြစ်ပေါ်လာမဲ့ပါတီအစိုးရမြည်သည့်ပါတီဖြစ်ပါစေအနေနဲ့လဲနိုင်ငံရေးသဘောထားကြီးကြောင်ပြသဖို့အခြားနည်းလမ်းကိုပဲရှာကြစေခြင်းပါတယ်1989နိုင်ငံတော်လှုပ်ကြံမှုမှာကြံရပါ2021နိုင်ငံတော်လှုပ်ကြံဖြည့်ဆည်းမှုမှာအဓိကဆက်ဆောင်အဲ့ဒီနေရာမှာဆက်ဆောင်ကတိုက်တိုက်ဆိုင်ဆိုင်တူးသေးပါအဲ့ဒါကဥဝင်ထိန်ပါပဲသတိထားနိုင်ကြဖို့ပါဗျာ သူ့ရဲ့သွေးထုတ်မှုစကေးကို အပေါ့မတွက်ကြပါနဲ့တက်မတော်ရဲ့စေရနာနဲ့သက်ညာမှုတွေကိုအကျဉ်းချင်းခံစားဆန်းစားရင်အကျဉ်းချင်းစော်ကန်းဖြိုခွဲဖို့လှုပ်ဆောင်ကြတဲ့နေရာမှာတော့ဥတည်ဦးဒေါ်စုကြည်ဆိုတာ တိုင်းပြည်ခေါင်းဆောင်ကြီးတွေအမြဲသတိရနေစေချင်ပါတယ်မိမိသဘောထားကြီးချင်းအားပြန့်နိုင်ရန်ထက်တိုင်းပြည်ပြတ်မသွားဖို့ပိုပြီးအရေးကြီးပါတယ်ကိုရွှေမျိုးဝင်း အားလုံးကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe comment လေးနဲ့အားပေးလိုက်ကြပါဦးခင်ဗျာဟုတ်ကဲ့မိတ်ဆွေများရဲ့ထင်မြင်ယူဆပြန်များကိုလည်းလွတ်လပ်ပွင့်လင်းစွာ comment မှာ ရေးသားဖော်ပြနိုင်ပါတယ်